နောက်ဆုံးသုံးအားဒီစားအမှတ်တွေပေါင်းလိုက်ရင်အာဆင်နယ်တင်းကအများဆုံးရရှိခဲ့ပြီမဲ့ဘာကြောင့်ပရီးမီးယားလိချန်ပီယံမဖြစ်ခဲ့တာလဲအဲ့ဒီကိစ္စတော့နည်းနည်းလေးစားတယ်။အာဆင်နယ်တင်းအမှတ်တွေစုဆောင်းနိုင်လားဆိုတော့စုဆောင်းနိုင်တယ်။ဒါပေမဲ့ တရားသီချင်းစီပရီးမီးယားလိချန်ပီယံဖြစ်ဖို့လုံလောက်တဲ့အမှတ်တွေစုဆောင်းနိုင်လားဆိုတဲ့အပိုင်းမှာဆိုရင်တော့ကိုထက်ရမှတ် တာဝါတဲ့အသင်းတွေကြောင်းအဆင့်နှစ်မှာပဲရှိနေခဲ့တယ်အဲ့ဒီပိုင်းကလည်းနည်းနည်းစားရပါလို့300စီသာပေါင်းလိုက်တော့အာဆင်နယ်တင်းက264မှတ်နဲ့အဆင့်1မှာရှိတယ်။ပရီးမီးယားလိချန်ပီယံနောက်ဆုံး3နှစ်အတွင်းမှာ2ချိန်ဖြစ်ထားပါတယ်ဆိုတဲ့မန်ချက်စတာစီးတီးက263မှတ်နဲ့အဆင့်1မှာရှိတယ်။မနစ်ကချန်ပီယံဖြစ်ခဲ့တဲ့လီဗာပူးက249မှတ်ပဲရတယ်။နောက်ဆုံး3နှစ်အတွင်းမှာဖလားတလုံးပရီးမီးယားလိပေါ့လေသူတို့ရရှိခဲ့တယ် အဲ့တခါကျရင်ကျွန်တော်တို့ကရမတ်တီ record တွေရဆိုလို့ရှိရင်တော့အာဆင်နယ်ကတော်တော်လေးဥမှာအထင်ကြီးစရာကောင်းတယ်ဒါပေမဲ့ဒီလိုမျိုးရလက်တီရမတ်တီအများကြီးစုဆောင်းနေတဲ့တက်ဆိုင်ရင်ပိုပြီး efficient ဖြစ်တဲ့ဖလားယူနေတဲ့ခါမျိုးကိုပိုပြီးလိုအပ်တယ်300တီသာပေါင်းလိုက်ကျွန်တော်အမှတ်တကအများကြီးပဲအဆင့်တက်မှာရှိတယ်ဒါပေမဲ့100တီချင်းစီ premier league ဖလားယူဖို့လုံလောက်တဲ့ရမတ်ဆိုရင်တော့အဆင့်တက်ရောက်ဖို့အတွက်ကျွန်တော်တို့မှာအားနည်းချက်တွေရှိခဲ့တယ်ကဲကျွန်တော်ပြောလိုက်အောင်2022 23ဘောလုံးရာသီမှာ ်မန်ချက်စတာစီးတီးက86မှတ်နဲ့ဖလားရသွားတယ်အဲ့ဒီရာသီမှာကျွန်တော်တို့ပရီးမီးယားလိပွဲစဉ်38ပွဲကံပြီးသွားချိန်မှာ84မှတ်ပဲရတယ်အဲ့ဒီရာသီကအဲ့တော့ဖလားရသွားတဲ့အသင်းနဲ့ကြုံကြားထဲမှာကွာချက်9မှတ်9မှတ်နော်အဲ့9မှတ်ကလည်းတော်တော်လေးစကားပြောသွားတယ်2023-2024ဘောလုံးရာသီမှာမန်ချက်စတာစီးတီးက62မှတ်နဲ့ချန်ပီယံဖြစ်တယ်ကျွန်တော်တို့က86မှတ်ကွာချက်နှစ်မှတ်ပဲရှိတယ်အဲ့နှစ်မှတ်ကလည်းနောက်ဆုံးပွဲစဉ်38ထိတော်တော်လေးကြည်ကောင်းခဲ့တယ် ကြံခဲ့တဲ့ဘောလုံးရာသီမှာတော့ကျွန်တော်တို့ကနောက်ပိုင်းပွဲဒီမှာချန်ပီယံလိဘက်ကိုပို့ပြီးအာယုံဆိုင်တယ်ပြောရမလားဒန်ရကစားမတချို့ရှိခဲ့တယ်ပြောရမလားမသိဘူးပရီးမီးယားလိဘက်မှာတော့အမှတ်တော်တော်လေးပြတ်သွားခဲ့တယ်ချန်ပီယံဖြစ်တဲ့လစ်ပါပူးက84မှတ်အာဆင်နယ်က84မှတ်10မှတ်လောက်ကွာခဲ့တယ်အဲ့ဒီ၃နှစ်တွင်အာဆင်နယ်သည်တွင်းကိုးတွေအရာပေးကိုးတွေအရာဆိုရင်အထင်ကြီးရန်အသင်းတည်တည်ပဲဒါပေမဲ့ရမတ်စူဆောင်းနိုင်တဲ့အဆင့်မှာဆိုရင်တော့အဆင့်နှစ်ထက်မတာလွန်ခဲ့ဘူးဒါကြောင့်မလို့၃နှစ်စာပေါင်းလိုက်တဲ့အမှတ်တရဆိုအာဆင်နယ်ကအထင်ကြီးခြင်းစရာပဲ ဒါပေမဲ့တရားသီရင်စီအဆင့်1ကိုသိမ်းပိုက်နိုင်ဖို့လုံလောက်တဲ့စွမ်းဆောင်ရည်တွေရှိလာဆိုရင်တော့လိုအပ်ချက်ရှိခဲ့တယ်။ဒါဆိုဘာတွေလိုအပ်ခဲ့တာလဲ။နံပါတ်1ချက်အရန်အင်အားနှဲပါမှုကြံခဲ့တဲ့ယာတီမှာတော့နည်းနည်းလေးစမတ်ဖြစ်လာတယ်။ဒီယာတီမှာဆိုရင်လုံးဝပြီးပြည့်စုံတော့ဖြစ်သွားပြီ။ဟိုးရှိယာတီရေနှစ်ယာတီမှာဆိုရင်တော့ကျွန်တော်တို့ကပွဲထွက်17ယောက်တခုခုဖြစ်သွားရင်သွားပြီဆိုတဲ့ခံစားချက်နဲ့ကိုကြည့်နေခဲ့ရတာ။အိုက်တာလက်ဒီပွဲထွက်17ယောက်ကိုပဲ PT 3တယ်။ဒါကအကောင်ဆုံးပဲ။အရန်ကမှကြည့်လိုက်မယ်ဆိုဝင်လာတဲ့ကစားသမားတွေကအရန်မျောလင်းနေကြမကောင်း။ နန်ဆန်တို့ဝင်လာပြီးခံပတ်ဖြစ်သွားတဲ့ပွဲကလို့ရင်တချို့ပိုင်းတွေမှာအရန်ကစားသမားတွေ impact ကတော်တော်လေးနည်းပါတာတွေ့ရတယ်။အဲ့တော့အာဆင်နယ်တင်းရဲ့အရန်အင်အားနည်းပါမှုကလည်းအဲ့လိုမျိုးကာလာရှိပြိုင်ရတဲ့ပွဲတွေမှာဆိုရင်တော့တော်တော်လေးတာသွားတယ်။အဲ့ကြောင့်အာဆင်နယ်တင်းရဲ့ရှေ့ယာတီဒီမှာတော့အရန်အင်အားနည်းပါမှုကလည်းအားနည်းချက်တစ်ခုဖြစ်ရှိခဲ့တယ်။နောက်တစ်ချက်ဥရောပဝင်ခွင့် player quality ကျွန်တော်တို့နောက်ပိုင်း Champions League ဝင်ဝင်ရတာဒီနှစ်နဲ့ဆိုရင်တော့ သုံးနှစ်ဆက်ပေါ့လေဟိုးရှိရာသီမှာဆိုရင်တော့ယူပါလီတို့ချန်ပီယံလီတို့ဝင်ဝင်ရောက်ဖို့တော့ကျွန်တော်အသေးအံကြိုးစားတဲ့ကာလတွေရှိတယ်အဝတ်လဲကန်းပြဿနာတွေနဲ့ဆင့် quality player တွေစုဆောင်းတဲ့အပိုင်းကျွန်တော်ဆက်စားခြင်းလောက်တာကြတော့အသင်းက handle ဖြစ်ဖို့အတွက်အရင်ဆုံးပြန်လှုပ်ရတယ်နီးပြစကားအလုံးနားထောင်တဲ့အဆင့်ရောက်ပြီဆိုတဲ့ခါကျရင်ကျွန်တော်တို့ကကောင်းမွန်ညွတ်မဲ့ဆိုတဲ့ work clock ကစားမိုက်တော့ဝယ်လို့မရအောင်အသင်းရဲ့ဗန်ဒါကြီးရအောင်ချန်ပီယံလီဝင်ဝင်နေထားရအောင်အသင်းရဲ့လက်ရှိသွားနေတဲ့ process ရအောင်နီးပြကင်ွင့်နိုင်တဲ့အဆင့်တန်းရအောင်ဆိုရင်တော့ကျွန်တော်တို့ကစတင်ပြီးတော့တံတန်းနှိမ့်တဲ့ ဥရောပဝင်ဝင်လုံပေးနိုင်မဲ့အသင်းတွေကစားသမားတွေခေါ်ခဲ့ရတယ်။ဂွာယူလာတိတ်မကြိုက်တော့တဲ့ဂျေဆူးတို့ဇင်ချန်ကိုတို့ကစားသမားမျိုးတွေဖြည့်ခဲ့ရတယ်။နောက်နှစ်ကျတော့မှကျွန်တော်တို့ကဒီကန်ရိုက်လိုမျိုးတကယ်ဝါကလပ်ကစားသမားတွေကိုခေါ်ခဲ့ရတယ်။အဲ့ပိုင်းတိုင်းသွားတာ။အဲကြောင့်ကျွန်တော်တို့ရှေ့ရာသီတွေမှာမအောင်မြင်ခဲ့တာကတော့ခေါ်တဲ့ကစားသမားတွေကိုယ်တိုင်တန်းနှိမ့်ခဲ့တဲ့အနေအထားရှိခဲ့တယ်။နောက်မှသာဒီကန်ရိုက်တို့ကစားသမားမျိုးတွေကျွန်တော်တို့ခေါ်လာနိုင်ခဲ့တာ။ ိုးရှိရာသီမှာဆိုကျွန်တော်တို့ဒီနည်းနည်းလေးထွန်းတောက်နိုင်တဲ့အသင်းကို impact ဖြစ်နိုင်တဲ့ဒီ level ဒီ center လောက်ဆိုတော့ဒီ quality မစိုးဆိုတဲ့ခံစားချက်တွေနဲ့ခေါ်ခဲ့ရတချို့ကစားသမားဆိုရင်အဲ့ဒီ color တော့ကျွန်တော်စီကိုလာခြင်းတဲ့ player တော့တိတ်မရှိခဲ့ဘူးနောက်တစ်ချက်က Aida ရဲ့ကိုပိုင်ကစားရတဲ့ခုကိုဆွဲကင်ထားမှုမှတ်မိလားမသိဘူးမနစ်ကတော့မပြောဘူးကိုးရှိ200ရာသီ2020 23ဘောလုံးရာသီရဲ့2023 2024ဘောလုံးရာသီရဲ့မှာ Arsenal က bitmap အသင်းနဲ့တွေ့ရခါကျရင်ခံရတဲ့အပိုင်းရှိပွဲပြီးသွားရင် Aida တော်တယ် အိုက်တာတို့ကစားကွက်တော်တော်လေးကောင်းနေနိုင်သွားတဲ့နဲ့ဘာညာလက်ခုပ်တီးပြီးမဲ့ကျွန်တော်တို့ရှုံးသွားတယ်အဲ့ဒါဘာကြောင့်လဲအာဆင်နယ်တင်းကကိုပလေးယာတွေယုံကြည်တယ်ငါတို့ကဒီပွဲကိုထိန်းချုပ်နိုင်တယ်ဆိုပြီး high line တွေတင်တိုက်တယ်အဲ့မှာ counter transition တွေအရန်သဘောကျတဲ့ United တို့ကျွန်တော်တို့ဂိုးပြက်ရှုံးတာမျိုးတွေတချို့အသင်းတွေကိုဂိုးပြက်ရှုံးတာမျိုးတွေအာဆင်နယ်ကပွဲကိုစီးပိုးထားပြီးမဲ့ efficient ဖြစ်တဲ့ကစားတချို့နဲ့ Manchester City ကနှစ်ကြော်လုံးကျွန်တော်တို့နိုင်သွားတာမျိုးတွေအဲ့ဒါမျိုးတွေအဲ့ကြောင့်ဒီဘက်ခစ်မှာတော့ ဒီရာသီမှာတော့အိုက်တာကတချို့ပွဲစဉ်တွေဆိုရင်ခန်းစစ်ကစားတင်ကစားတယ်တိုက်စစ်ကစားတင်ကစားတယ်မြချီကစားတင်ကစားတယ်ဒုတိယမိုင်းကျမှတန်ဖိုးတင်တင်တင်အဲ့ပုံစံတိုင်းသွားတယ်ပို့ပြီးရှင်းကြက်လာပြီးပို့ပြီး efficient ဖြစ်တာသွားတယ်ပေးသက်အကြိုက်ငါတို့ကအမြဲတမ်းဘောလုံးကြီးကင်ထားပြီးတော့ကစားကွက်လှရမယ်ဆိုတဲ့ပုံစံမျိုးမသွားတော့ဘဲနဲ့သုံးမှတ်ဘက်ကိုပို့ပြီးဥတည်လာတွေ့ရတယ်အဲ့ဒါမို့ shit 200ဒီမှာတော့ကျွန်တော်တို့ကငါတို့အသင်းကငါတို့ style နဲ့ပဲစော့မယ်ဆိုပြီးတော့ပြိုင်ဘက်ကဲ့ ခေါင်နာတက်တီမှာကျွန်တော်တို့ကြာရှုံးခဲ့တာရှိတယ်။ပြိုင်ဘက်ကရည်ရွယ်ချက်ရှိရှိဖျက်ကစားတာကိုခံခဲ့ရတယ်။အဲကြောင့်မို့အာဆင်နယ်နဲ့ခုနောက်ပိုင်းသူချင်းကိုချင်းဆိုတဲ့ပုံစံမျိုးသူကောင်နာတိုက်ရင်ကိုလည်းကောင်နာတိုက်မယ်။တချို့အရန်ကောင်နာကောင်းပါတယ်ဆိုတဲ့အသင်းမျိုးဘောလုံးပေးကင်လိုက်တိုင်းလည်းတွေ့ရတယ်။ဒါအာဆင်နယ်တဲ့ခုနောက်ပိုင်းပလင်းပတန်ဒီပေါ့လေအဲကြောင့်အိုက်တာပို့ပြီးရှင်းချက်လာရလဲအာဆင်နယ်တင်းတက်ဆိုတော့ဒီဘက်ခင်မှာတော်တော်လေးအမှတ်ပေးစရာအဆင့်တစ်ကိုပြန်ရောက်လာတယ်ရှေ့ရာသီတွေမှာတော့ကျွန်တော်တို့သွားတဲ့ငါတို့ကစားကွက်ကဒီလိုဆိုတဲ့ပုံစံကိုအမြဲတမ်းကျင့်သုံးတဲ့အခါမှာပြိုင်ဘက် ပလေယာတွေရဲ့ခံမရလွယ်မှုကိုလည်းခံစားကြရရှိတယ်။နောက်တစ်ချက်ကတော့အဓိကကစားသမားတချို့ injury ဖြစ်တာမှတ်မိလားမသိဘူး။ကျွန်တော်တို့တကယ် title race မှာတော်တော်လေးအရေးကြီးတဲ့အချိန်မှာနောက်ကျောထန်ကြောင့်ဆာလီဘာကိုဆုံးရှုံးခဲ့ပြီးတော့အဲ့ဒီကာလာက holding နဲ့တူတယ်ဟုတ်တယ်။ဝင်ပြီးတော့ကစားကြရတဲ့ကာလာတချို့ရှိတယ်။နောက်တချို့ကကျတော့ကျွန်တော်တို့ KVO တို့ထည့်ပြီးသုံးခဲ့တဲ့ကာလာတချို့ရှိတယ်။အဲ့ဒီကာလာဒီမှာအာဆင်နယ်တင်ချန်ပီယံဖြစ်ဖို့လုံလောက်တဲ့မန်တယ်နဲ့ရမတ်တချို့ရှိပေမဲ့လည်းအဓိကကစားသမားတချို့ကြောင့်ကျွန်တော်တို့ရလက်တွေရိုင်းရိုင်းခဲ့တယ်။အဲဒါကြောင့်မို့ တချို့ယာတီတွေမှာဆိုရင်ယာမက်ကနှစ်မှတ်ငါးမှတ်ဆိုတဲ့အနေထားမျိုးနဲ့တော်တော်လေးတမျိုးကိုကောင်းတယ်ဒုတိယဆုဆိုတာအမေရိကန်တော့ဘာမှမဟုတ်ချန်ပီယံဖြစ်တဲ့အသင်းတစ်သင်းပဲတမိုင်းမှာမှတ်တမ်းရှိတာအဲကြောင့်ကျွန်တော်တို့ဒုတိယနေရာကချန်ပီယံလိဝင်ဝင်ရတာမှတ်မိမဲ့ဒီယာတီမှာတော့ကျွန်တော်ချန်ပီယံပဲဖြစ်ကျင်တော့တယ်ဒုတိယနေရာဘာမှလုံးမရဘူးနောက်တစ်ချက်ကကြတော့ဒိုင်းနီရဲ့ဆုံးဖြတ်ချက်အမဒိုင်းနီကြောင့်ပြောမှအောင်ဖြစ်မှာသိလားဘလို့တောင်းတောင်းကျွန်တော်မပြောဆိုတာယွန်းလို့ဒါပေမဲ့ဒီလိုမျိုး special review လုပ်တဲ့ခါမှာတော့ဒိုင်းနီကြောင့်ကျွန်တော်ထည့်ပြောမှဖြစ်မယ် တရားဒီမှာအာဆီနယ်သင်းနဲ့ပတ်သက်ပြီးဒိုင်နီရဲ့ဆုံးဖြတ်ချက်အမှားတည်းငါးဘက်ကနေဆက်မဲ့အားရှိဒီထက်တောင်များရင်များနိုင်တယ်ရှင်းမှာပြောကြလို့ပဲနှစ်မှတ်ကြောင့်ချန်ပီယံမဖြစ်ခဲ့တာငါးမှတ်ကြောင့်ချန်ပီယံမဖြစ်ခဲ့တဲ့ဆိုတော့ယာဒီကိုသွားကြည့်ကြည့်ကျွန်တော်အမှတ်တည်ဆုံးရှုံးခဲ့တယ်အိုင်ဗန်တိုနေသွင်းသွားခဲ့တဲ့ဂိုးမျိုးလူကျုံပြန်စစ်ဖို့သူတို့မေးရောက်သွားခဲ့တဲ့အပိုင်းနေရှိတယ်နျူကာဆယ်အသင်းရဲ့ကွင်းမှာစီးအောက်သွားခဲ့တဲ့ဘောလုံးတစ်စင်း ဂိုးသွင်းသွားခဲ့လို့ကျွန်တော်တို့ဂိုးပေးလိုက်ရရှိရဲဂိုးသမားအချုပ်ခံပြီးတော့ဂိုးသွင်းခံလိုက်တဲ့အပိုင်းတွေရှိရဲဒိုင်းနီကကျွန်တော်တို့နဲ့ပတ်သက်ရင်တတော်များများအချက်လက်တွေမှာကွန်ဒိုဖာရှယ်အနေထားမျိုးတွေနဲ့ကင်ွယ်ခဲ့တယ်လုံးဝမှမဖြစ်သင့်တဲ့အမှားတွေအနေနဲ့ဒိုင်းနီကကျွန်တော်တို့အမှတ်တွေကိုကြားပြအောင်လုပ်နိုင်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒိုင်းနဲ့ပတ်သက်ပြီးပြောတာစမတ်မဖြစ်ဘူးလို့ပြောလို့မရဘူးပြောသင့်တဲ့အခါပြောရတယ်အဲ့ကြောင့်ဒီခါကျရင်ကျွန်တော်တို့က 7ယောက်ချင်းဒီကဲတဲ့အပိုင်းမှာဦးမ decision making ပိုင်းနဲ့ပတ်သက်ရင်50-50 chess များတဲ့အခိုက်အတန့်တောင်ကြုံရတယ်။အဲ့ဒါကဘာလို့ဆိုတော့ဒိုင်ကကျွန်တော်တို့မှာမရှိတဲ့အခိုက်အတန့်ကိုလည်းကြုံခဲ့ရတာဖြစ်တဲ့အတွက်အဲ့ကြောင့်မို့ဒီအချက်လက်တွေကိုကြည့်တဲ့အခါမှာအာဆင်နယ်အသင်းအနေနဲ့ကိုယ့်ရဲ့မန်တယ်ပိုင်းကိုယ့်ရဲ့အရန်အင်အားပိုင်းကိုယ်ကစားကျင်တဲ့ဂိမ်းပတ်တန်တွေနဲ့ဒိုင်ကရဲ့ဆုံးဖြတ်ချက်ဒါတွေအလုံးကိုဟန်ချက်ညီညီနဲ့ကင်တွေးရတယ်ပရီးမီးယားလိလိုမျိုးကာလရှည်ပြိုင်ပွဲတွေမှာအဲ့ကြောင့်မို့ကျွန်တော်တို့ဒုတိယလူစီသူလူတို့တချို့တွေကစနောက်တယ်ခေါ်တယ်မှန်တယ် သူတို့လည်းမမောင်းဒါပေမဲ့ဒီအဆင့်ကနေပြီးနောက်တစ်ဆင့်သွားမယ်ဆိုလို့ရှိရင်ဒီထက်ပိုပြီး strong ဖြစ်ရမယ်ဒီထက်ပိုပြီးခံနိုင်ရှိရမယ်ဟိုတနည်းက Newcastle တင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒိုင်းကကျွန်တော်တို့ဘက်ကတော်တော်လေးကိုမှပြက်ကွက်ခဲ့တဲ့အခိုက်အတန့်တွေအများကြီးပဲဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လဲနောက်ဆုံးမိနစ်မှာအနိုင်ကိုရရယူနိုင်ခဲ့တယ်မန်တယ်ဘိုင်းကလည်းခက်ခဲပါတယ်ဆိုတော့ကိုင်းဒီမှာအနိုင်ခံနိုင်ခဲ့တယ်ဒီပုံစံတိုင်းပဲဆက်ပြီးသွားအခုဆိုကျွန်တော်တို့ကိုတရားကိုစီငွေရှိသွားပြီတမတ်အတာနဲ့အဆင့်တက်မှာရောက်နေတယ်ဒါကဘွားကြီးတခုမဟုတ်ဘူးဆိုပေမဲ့ကစားသမားတွေအသင်းအတွက် ရီမန်းကျက်တွက်ဆိုလို့ရှိရင်တော့အဆင့်တစ်ကအကောင်းဆုံးတွန်းအားပဲအဲကြောင့်မို့အာဆင်နယ်ပလေယာတွေရှေ့300တီမှာအမှတ်တွေများများစုဆောင်းထားနိုင်ခဲ့တာမှတ်မိမဲ့အဆင့်တစ်နေရာရောက်ဖို့လုံလောက်တဲ့ကြိုးစားအားထုတ်မှုတချို့လုံလောက်တဲ့ဆုံးဖြတ်ခံမှုတချို့မရှိခဲ့လို့အဲကြောင့်မို့ဖြစ်ခဲ့တာပေါ့လေ300တီစာပေါက်လိုက်တော့အာဆင်နယ်အမှတ်များဆုံးပဲဒါပေမဲ့100တီချင်းစီဆိုရင်တော့ကိုထက်ကောင်းတဲ့အသင်းတစ်သင်းကတော့ထိတ်မှအမြဲတမ်းရှိခဲ့တယ်ဒီယာတီမှာတော့လီဗာပူးနဲ့အဓိကပြိုင်ရမယ်လို့ထင်ပေမဲ့စီးတီးကိုလည်းရှော့တော့လို့မရဘူး အဲကြောင့်အာဒီတာနဲ့တားတပိမှာမလုပ်နိုင်ဘူး။ဒီရာဒီမှာရှေ့ရာဒီနဲ့မတူတာကတော့အရင်ကတောင်းလာပြီ။ဥရောပဝင် quality player ထက်ဆိုင်ရင်အသင်းရဲ့အရန်ပြစ်ခေါ်တဲ့ကစားသမားကြီးတောင်မှတချို့အသင်းတွေမှာပုံမှန်ပို့ထုတ်ရမယ့် quality တွေဖြစ်လာခဲ့ပြီ။ပြီးတော့အာဒီတာရဲ့ပြုတ်တယ်ပြင်လွယ်ရှိတဲ့ plan AB ကစားကွက်တွေရှိလာခဲ့ပြီးနောက်တစ်ချက်ကတော့အဓိကကစားသမားတွေ injury ကင်းရှင်းလာတယ်အခုရှိတဲ့ injury ရရဆိုလို့ရှိရင်တော့မှအသင်းပေးတတ်တီကဩသူ့နေရာမှာအခြားလူသုံးလို့ရပါသေးတာဆိုတဲ့ခံစားချက်မျိုးရှိလာတယ် injury ရတဲ့ကစားသမားတွေကလည်းဒီဇင်ဘာမတိုင်မှာတော်များပြင်ပြီးပြန်လာဖို့ရှိတယ်အဲ့ချက်ကလည်းအားသာချက်ပဲအထူးသဖြင့်အာဆီနီကဒီဇင်ဘာဆိုနည်းနည်းလေးဝေးတက်တယ်အဲ့အတွက်ကစားသမားစုံနေနေတာပိုပြီးကောင်းမယ်ဒိုင်းနီရဲ့ဆုံးဖြတ်ချက်ကတော့အရင်တိုင်းပါပဲ ။အဲကြောင့်အာဆီနယ်သင်းအနေနဲ့ချန်ပီယံလီဖလားသာရခဲ့မယ်ဆိုရင်တော့လက်ရှိသူတို့ရဲ့အမြင်တွေလည်းအနည်းငယ်များတော့ပြည်တွင်းပွဲတွေမှာချမှတ်မှုပြောင်းနိုင်တယ်။ဒါမှမဟုတ်တသက်လုံးမုန်းနေရလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်။အဲကြောင့်မို့ကျွန်တော်တို့အမှတ်ပေးပြိုင်ပွဲဆိုတာကဗနရာတီပေါင်းလိုက်လို့အမှတ်တွေအများဆုံးရတာကိုဂုံနေရမှာမဟုတ်ဘူး။တရာတီချင်းစီအဆင့်တရဖို့လုံလောက်တဲ့အမှတ်စုဆောင်းထားနိုင်မှုပဲအရေးကြီးလို့အပ်ပါတယ်။ဒါကတော့အားလုံးအတွက်ဒီ data ချက်လက်တွေကိုတွေ့ပြီးတော့တည်သက်ပြီးတော့လေဝေးဖြစ်တာပေါ့လေအဆုံးထိကြည့်တယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ